ဂျဲဂျူကျွန်းလေးပေါ်မှာတက်ကြီးရွယ်ကိုအမျိုးသမီးတဦးဟာနေ့ရက်တွေကိုတိတ်ဆိတ်စွာဝမ်းနည်းမှုတွေနဲ့ဖြတ်တန်းနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသူမရဲ့အချစ်ဆုံးမိမလေးပျောက်ဆုံးသွားခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးသူမရဲ့ကဘာကြီးဟာဘရောမအရင်လိုပြန်မဖြစ်တော့ပါဘူး။နေ့တိုင်းမနက်တိုင်းသူမဟာမိမလေးကိုပြန်တွေ့ကျင်တဲ့ဆန္ဒတစ်ခုရဲနဲ့နှုတ်ထလာပါတယ်။ဒီလိုနဲ့တနည်းမှာတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ကောင်းမလေးပြန်ရောက်လာတာပါပဲ။ ယောရဘွန်အန်ယူဟာဆေယောဒီနေ့မှာတော့ကျမတို့ရဲ့နှလုံးသားကိုကွဲအပ်စေပြီးတပြေးပြေးချင်းပြန်လည်ပေါင်းစည်းပေးမယ်ရုပ်ရှင်ကတည်းကကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ခန်နိုလာဆိုတဲ့ရုပ်ရှင်လေးကို recut လုပ်ပေးသွားမှာဖြစ်လို့ကြည့်ရှုခံစားနားဆင်ပေးကြပါအောင်နော်ဒီချစ်စရာကောင်းတဲ့ကောင်မလေးရဲ့နာမည်ကတော့ Hey Jin ဖြစ်ပါတယ်သူ့ဘေးနာကတက်ကြီးရွယ်ဦးအမျိုးသမီးကတော့ Hey Jin ရဲ့အဖွာပါအဖွာဖြစ်သူကရိုးရပင်လယ်ရင်ငုံသမားအဖြစ်အလုပ်လုပ်ကြပါတယ်ပင်လယ်ရင်ငုံသမားအမျိုးသမီးတွေကပင်လယ်ကျမ်းမြင်က နေရင်းညိကယုကမာနဲ့အခြားပစ္စည်းတွေကိုစူးစမ်းဖို့ပင်လယ်ထဲကိုနက်နက်ရှိုက်ရှိုက်ငုံရှိုးကြရပါတယ်။ဟေချင်းရဲ့ဖခင်ကဆုံးပါသွားပြီးမိခင်ကလည်းအခြားသူနဲ့အိမ်အောင်ပြုတ်သွားပေမယ့်ဟေချင်းကတော့ခြေကျုံပေါ်ကသူ့ကိုချစ်ခင်စွာကယုဆိုင်ဆောင်းလျှောက်ပေးတဲ့အဖွားနဲ့အတူတူနေရတာကိုပျော်ရွှင်နေပါတယ်။သူတို့နှစ်ယောက်ဟာခွဲလို့မရအောင်ကိုချစ်ခင်ကြပါတယ်။တနေ့မှတော့အဖွားကသူ့မအတွက်ရောင်စုံခဲတံတပူဝယ်ပေးပြီးအဲ့ဒီနေ့ကစပြီးဟေချင်းဟာတအိမ်လုံးမှာပုံနေဆဆွဲပါတော့တယ်။ သူတို့စီမှာထိုအားလို့ခေါ်တဲ့ဝတ်တကောင်လည်းရှိပါတယ်။ဒီနေ့မှာတော့ပင်လယ်နားမှာမြေဖွားနှစ်ယောက်လမ်းလျှောက်နေကြရင်ဟေချင်းကအဖွားကိုရုတ်တရက်မေးလိုက်ပါတယ်။အဖွားကောင်းကင်နဲ့ပင်လယ်ဘေဟာကပိုကြီးလဲလို့မေးလိုက်တော့အဖွားကပင်လယ်ကပိုကြီးတာဗောလို့ဖြေခဲ့ပါတယ်။အဲဒီညမှာပဲဟေချင်းကသူ့အဖွားပုံကိုခဲတဲ့အစ်စ်တွေနဲ့စတင်ရေးဆွဲပါတယ်။ဒါပေမဲ့ဇပင်ကိုအယောင်မချေရသေးခင်မှာပဲ နောက်နေ့မနက်မြို့ရဲကမင်္ဂလာဝဲကိုသွားရမှာဖြစ်လို့အဖွားကဆော့ဆော့အိတ်ဖို့ပြောပါတယ်။ဟေချင်းလည်းရောင်စုံခဲရန်တွေကိုအိတ်ထဲထည့်ပြီးအဖွားဘေးနားမှာအိတ်ပျော်သွားပါတော့တယ်။နောက်တနေ့မင်္ဂလာဝဲကိုသွားတဲ့လမ်းမှာသူတို့ဟာဈေးတစ်ခုကိုဈေးဝယ်ဖို့ခဏဝင်ကြပါတယ်။အဖွားကဟေချင်းအတွက်ပစ္စည်းတွေရေးနေတော့မှာဟေချင်းပြောက်သွားမှရုတ်တရက်တရီထားမိပါတယ်။အဖွားဟာနေရာတိုင်းကိုလိုက်ရှာပေမဲ့ရှာမတွေ့တော့ပါဘူး။ မိမလေးပျောက်သွားတာသူမရဲ့နှလုံးသားကိုခြေကွဲစေခဲ့ပါတယ်။အခုဆိုရင်ဒီအဖြစ်အပျက်ဆိုးကြီးဖြစ်ပွားခဲ့တာ၁၂နှစ်တောင်ကြာသွားခဲ့ပါပြီ။ဟေချင်းဟာဆဲကျော်သက်တအူးဖြစ်လာပြီးမင်းဟီးလို့ခေါ်တဲ့ကောင်မလေးတအူးနဲ့တွဲသားတွဲလာလုံရင်မိကပ်ဆိုင်တဆိုင်ကိုတွားရောက်ခဲ့ပါတယ်။မင်းဟီးဟာဆိုင်ထဲကမိကပ်ပစ္စည်းအများအပြားကိုခိုးယူခဲ့ပါတယ်။ကောင်မလေးနှစ်ယောက်စလုံးကအုတ်ထင်းသူမရှိပဲအတူနေထိုင်ကြတာဖြစ်ပါတယ်။မင်းဟီးကအလှအပနဲ့မိကပ်ကိုဆွဲလန်းမိမယ်။ဟေချင်းကတော့အဲ့ဒီလောကကိုစိတ်မဝင်စားပါဘူး။ သူမကနှကန်းဤကိုတော့ပုံဆွဲဖို့အတွက်သာအသုံးပြုရတာကိုပိုနှစ်သက်ပါတယ်။သူတို့ရဲ့တငယ်ချင်းလို့ခေါ်တဲ့ကောင်လေးနှစ်ယောက်ရောက်လာပြီးအစားအသောက်တွေယူလာပြီးကအပြန်လန်အားဖြင့်ကောင်မလေးတွေကိုအလုပ်လုပ်ခိုင်းကြပါတယ်။ဒီတစ်ခေါက်မှာတော့ကောင်လေးတွေကမင်းဟီကိုပြည့်တစားဟန်ဆောင်ပြီးဟိုတယ်အခန်းတစ်ခုမှာအမျိုးသားတအုပ်နဲ့တွေ့ခိုင်းပါတယ်။ ဘာမှလုပ်စရာမလိုပဲဟန်ဆောင်ပေးရမယ်လို့ပဲပြောထားခဲ့ပေမဲ့မင်းဟီကကြောက်လန့်နေခဲ့ပါတယ်။ဒါကြောင့်ဟေချင်းကသူ့နေရာကိုအစားဝင်လုပ်ပေးခဲ့ပါတယ်။အမျိုးသားနဲ့ဟေချင်းနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာပဲကောင်းလေးနှစ်ယောက်အခန်းထဲဝင်လာပြီးပတ်စံညှစ်ဖို့စတင်ကြိုးစားပါတော့တယ်။အမျိုးသားကရုန်းကန်တဲ့အခါရုံးရင်ဆန်ခတ်ဖြစ်ပြီးအမျိုးသားကပရိဝေါကတစ်ခုပေါ်ခေါင်းနဲ့တိုက်မိကသွေးထွက်ပြီးလက်ကျသွားပါတော့တယ်။အဲ့ဒီအမျိုးသားကသေလားရှင်လားမသိသေးခင်မှာပဲ အရန်ကိုကြောက်ရွံ့သွားကြတဲ့ဟေချင်းတို့အဖွဲ့ဟာဟိုတယ်ကနေထွက်ပြေးပြီးမြို့ကိုဆွန့်ခွာသွားကြပါတယ်။အင်ဂျီယာမဲဖြစ်သွားပြီးလမ်းဘေးမှာအိတ်နေကြရပါတယ်။မေဟီကအစာအသောက်အချို့ယူလာပေးပြီးစားနေတော့မှအဲ့ဒီမုတ်ထုပ်ပေါ်မှာပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ရဲ့ဓပုံကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့ဟေချင်းပါပဲ။စနေနေ့ကြပြီးတဲ့နောက်မှာတော့သူ့အဖွားကသူ့ကိုလိုက်ရှာနေတော့မှာပဲဒီတော်တွင်ဂျေဂျူကျွန်းကအဖွားကတယောက်တည်းဆက်လက်နေထိုင်နေပါဗျ။ပျောက်ဆုံးသွားတဲ့မိမလေးကိုရှာဖွေနေတာကိုတော့အခုရိမရက်တန်သေးပါဘူး။ အင်ချမ်းမြေပွဲစားတစ်ယောက်ကသူ့မအိမ်ကိုရောက်မှုဖိအားပေးနေပေမဲ့အဖွားကတော့အမြဲတမ်းညှင်းဆိုခဲ့ပါတယ်ဒီအိမ်ဟာအမတ်တရားတွေနဲ့မျောလင့်ချက်တွေပြည့်နေတဲ့နေရာဖြစ်ပြီးတနေ့နေ့မှာဟေ့ချင်းပြန်လာလိမ့်မယ်လို့အဖွားကယုံကြည်ပါတယ် အဖွားရဲ့ဘေးအိမ်ကအင်းကြီးချင်းဦးလေးကြီးကလည်းအဖွားကိုကြည့်ပြီးတနာလို့ဒီအိမ်ကိုရောင်းချပြီးတော့ငင်းချမ်းစွာနေထိုင်တင်ပြီးလို့ညင်သားစွာအကြံပေးပေမဲ့အဖွားကတော့မရောင်းနိုင်ဘူးဟေ့ချင်းအိမ်ပြန်မလာမချင်းဒါကိုမရောင်းနိုင်ဘူးလို့ပြပြတတ်တာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရဲစခန်းကဖုန်းဆက်လာပါတယ်သူတို့ကဟေ့ချင်းကိုတွေ့ပြီလို့ပြောပါတယ်အဖွားရဲ့နှလုံးသားဟာဝမ်းသာခြင်းနဲ့ပြန်လည်လင်းလက်လာပါတော့တယ်အဲ့ဒီနောက်မှာတော့အဖွားရဲ့အင်းကြီးချင်းလင်မယားကအဖွားကိုရဲစခန်းလိုက်ပို့ပေးပါတယ်ရဲတွေကဟေ့ချင်းပြောက်သွားတဲ့အချိန်တုန်းကတကယ်တမ်းကျတော့သူ့မိခင်ကပဲပြန်မေး င်းဆွဲခဲ့တာဖြစ်ကြောင်းဖော်ထုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာသူ့မိခင်ကကားမတော်စားမှုနဲ့ဆုံးပါသွားပြီးပထွေးဖြစ်သူကဟေချင်းကိုမိဘမဲ့ကေဟာမှာထားခဲ့ကြောင်းသိရပါတယ်။ရဲတွေကလုံထုံးလုံးဒီအားလုံးကိုပြီးစည်းစေပြီး DNA စစ်ဆေးမှုအတွက်နမူနာတွေယူခဲ့ပါတယ်။ခုဆိုရင်၁၂နှစ်ကြာပြီးတဲ့နောက်မှာအဖွားဟာဟေချင်းကိုနောက်တစ်ကြိမ်ပြန်မြင်လိုက်ရပါပြီ။ ူမရဲ့နှလုံးသားဟာဝမ်းသာခြင်းနဲ့ဝမ်းနေခြင်းနှစ်မျိုးလုံးပြည့်စုံနေပါတော့တယ်။မျက်ရည်တွေစိကြနေရင်ကအဖွားကဒီ၁၂နှစ်လုံးလုံးမှာဘာလို့ပြန်မလာခဲ့တာလဲလို့မေးပါတယ်။ဟေချင်းကသူ့မိခင်ကအဖွားတည်ပြီလို့ပြောထားတာကြောင့်ပြန်မလာခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ဟေချင်းပြန်လာတာကိုဂုံပြုတ်တဲ့အနေနဲ့မိသားစုဝင်အားလုံးကသူတို့အိမ်မှာပျော်ရွှင်စရာစူဝေးပွဲတစ်ခုပြုလုပ်ကြပါတယ်။ဟေချင်းကသူ့အခန်းထဲကိုဝင်သွားပြီးငငယ်ကဆွဲထားတဲ့ပုံတွေကိုကြည့်ပါတယ်။ပြီးတော့သူလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးခဲ့တဲ့ ရောင်စုံခဲတံဘူးလေးကိုထုတ်ယူလိုက်ပါတယ်။အဖွားကဒါကိုသတိထားမိပြီ။ဒါလေးနှစ်မှရှိနေတော့မယ်လားလို့ပြောလိုက်ပါတယ်။အဲ့ဒီနေ့ဈေးမှာအဖွားကဟစ်ချင်းအတွက်ကောင်းမွန်တဲ့ပစ္စည်းတွေအများကြီးဝယ်ပေးချင်ကြတာပါ။ဝမ်းသာအားရဖြစ်နေတာနဲ့မိမလေးရဲ့လက်ကိုလှုပ်လိုက်မိမှမသိလိုက်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့အခုကစပြီးမိအဖွားနှစ်ယောက်ဟာဝေဒနာခံစားရတော့မှာမဟုတ်ပါဘူး။သူတို့ရဲ့နေ့ရက်တွေကိုပျော်ရွှင်စွာအတူတကဖြတ်သန်းသွားကြရတော့မှာပါ။ အဲ့ဒီညမှာမိသားစုတိုင်းဟာပျော်ရွှင်စရာအခြေအနေကိုအတူတကွဖျက်ဆီးခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့အဖွားအိုရဲ့ဘဝတွေကိုပျော်ရွှင်မှုတွေပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ဒါပေမဲ့ဟေ့ချင်းကတော့နေသားမကြသေးသလိုခံစားနေရဆဲပါ နောက်မနက်မှအဖွားကသူ့ကိုဈေးထဲထွက်ခေါ်သွားပြီးအဝတ်အစားတွေကျောင်းဝတ်စုံနဲ့စညက်တစ်ခုကိုပါဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဟေဂျင်းကဒီနေရာမှာတတ်တောင်တတ်တာမရှိနေခဲ့ပါဘူး။အများသောဖုန်းယုံတစ်ခုကနေပြီးတော့သူမရဲ့တငယ်ချင်းမင်းဟီကိုဖုန်းခေါ်လိုက်ပါတယ်။မင်းဟီကဟိုတယ်ရဲ့ကအမျိုးသားကမသေးဘူးဆိုပေမဲ့ဟိုတယ်တာဝန်ရှိသူတွေကဒဏ်ကြီးအကြီးအကျယ်တောင်းနေကြောင်ပြောပြပါတယ်။ သူတို့ရဲ့တငယ်ချင်းကောင်းလေးနှစ်ယောက်ကတော့အရာအလုံးအတွက်ဟေချင်းကိုအပြစ်ပုံချဖို့ကြိုးစားနေပါတယ်။ဒီစကားကိုကြားတော့ဟေချင်းဟာအယံကိုစိုးရိမ်သွားပါတယ်။ပြီးတဲ့နောက်မှာသူမဟာဒေသခံကောင်းလေးတယောက်နဲ့တွေ့ဆုံပါတယ်။အဲဒီကောင်းလေးကစကားပြောဖို့ချင်းကပ်လာတဲ့အခါအနေငါငါကိုတိလို့လားလို့ဟေချင်းကမေးလိုက်တော့ကောင်းလေးကဒီရွာကလူတိုင်းကနင့်ကိုတိကြတာပဲလို့ပြေပါတယ်။သူကဟေချင်းကိုစပိန်နဲ့ခေါ်သွားပြီးသူ့အိမ်ကိုခေါ်သွားပါတယ်။ အဲ့ဒီမှာသူတို့နှစ်ဦးစကားပြောပြီးတယောက်နဲ့တယောက်ယဉ်နီလာကြပါတယ်။နောက်တနေ့ဟေချင်းကြောင်းသွားတဲ့အခါမှာကောင်လေးကသူ့ဘေးနားမှာထိုင်ပါတယ်။အဖွားကဟေချင်းငငယ်ကလေးကပုံဆွဲရတာကိုချစ်မြတ်နိုးတာကြောင့်မိမလေးကိုပကြီးပညာရှင်တယောက်ဖြစ်စေချင်ပါတယ်။ အဲ့ဒါကြောင့်အဖွားကဟစ်ချင်းရဲ့ကျောင်းကပကြီးဆရာဘာလို့လဲဆိုတာကိုရှာပြီးအခိုင်းပါတယ်။ကျောင်းမှာပကြီးဆရာကအတန်းနဲ့ကပုံဆွဲဖို့အတွက်တသက်မှတ်မှတ်ကောင်းစင်တစ်ခုမပေးဘဲကျောင်းသားတွေကိုသူတို့လိုချင်တာဆွဲခိုင်းပါတယ်။ကျောင်းသားအလုံးကပုံဆဆွဲကြပေမဲ့ဟစ်ချင်းကတော့ဖလာနတ်တီအတိုင်းဘာမှမဆွဲခဲ့ပါဘူး။ဆရာကချင်းကပ်လာပြီး င်းဆွဲကျင်တာကိုဆွဲလို့ရတယ်လို့ပြောခဲ့ပေမဲ့ဟေချင်းကခဲတံကိုပြစ်ချပြီးဘာမှစိတ်ထဲပေါ်မလာဘူးကျမကိုအတန်းထဲကထွက်ခိုင်းတော့မလားလို့ပြောပါတယ်ဆရာကဟေချင်းကိုပုံတပုံဆွဲပေးတဲ့အထိအတန်းထဲမှာထိုင်နေရမယ်လို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်ចောင်းသားတွေအားလုံးပုံဆွဲပြီးထွက်သွားကြပေမဲ့ဟေချင်းကတော့ဖလာနဲ့တိပကြီးကကြက်နဲ့ထိုင်နေတော့မှာပဲ သူမဟာခဲတံနဲ့ပုံဆွဲခြင်းစိလုံးဝမရှိပါဘူး။ဆရာကမင်းတော်တော်ကောင်းမာတာပဲဒါဆိုလဲအိမ်ပြန်တော့လို့ပြောလိုက်ပါတယ်။ဟေချင်းဟာဒေါသထွက်စာထရက်ပြီးထွက်သွားပါတယ်။ဒါပေမဲ့သူမလှန့်ထွက်လိုက်တဲ့အချိန်မှာခဲတံအိပ်ပြုတ်ကြပြီးနှာခမ်းဒီကိုမြင်လိုက်ရပါတယ်။သူမကနှာခမ်းဒီကိုဖဲ့ပြီးအဲ့ဒါနဲ့စတင်ဆွဲပါတော့တယ်။ညရောက်တော့ဆရာကနင့်အိမ်မပြန်သေးဘူးလားဘာလုပ်နေရလဲလို့မေးတဲ့အခါကျမပုံဆွဲပြီးသွားပြီလို့ဖြေပါတယ်။စိတ်ဆိုးမှန်ဆိုနဲ့ဟေချင်းကထထွက်သွားပါတယ်ဆရာက ဟေချင်းဟာနှာခမ်းညီနဲ့မိသွေးကိုအသုံးပြုပြီးဆွဲထားတဲ့အန်ဩဝယ်ရပုံကိုတရီထားမိသွားပါတော့တယ်။ဟေချင်းကကြောင်းကလည်းညံ့တဲ့ထိပြက်မရောက်သေးလို့အဖွားကစိတ်ပူနေပါတယ်။ဟေချင်းအိမ်ပြန်ရောက်လာတဲ့အခါမှာတော့အဖွားကထမင်းစားရအောင်ပြောပါတယ်။သူတို့ထိုင်ပြီးထမင်းစားကြတဲ့အခါ အဖွားကသူ့ချက်ထားတဲ့ထမင်းမောင်းပကံကိုဟေချင်းကိုခွန့်ကြွေးပါတယ်။ဟေချင်းကအစာပိုင်းမှာတွန့်ဆုံနေခဲ့ပေမဲ့နောက်ဆုံးမှာတော့စားခဲ့ပါတယ်။နောက်တနေ့မှာပကြီးဆရာကចောင်းပန်းကြံထဲမှာပုံဆွဲဖို့ဟေချင်းကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖွားကအင်းနီရာချင်းအတော်ကြီးနဲ့ဟေချင်းចောင်းကိုပြောဆိုနေကြပါတယ်။ပြန်ရောက်လာပြီးကလေးကဟေချင်းကနေသားတကြဖြစ်အောင်ရုန်းကန်နေရတယ်ဆိုတာကိုအဖွားကတတိထားမိခဲ့ပါတယ်။သူမဟာ အိမ်ဟောင်းအိမ်ခင်းနောက်ကြနေတဲ့ရေချိုးကန်နဲ့ပဝန်းကျင်အားလုံးကိုအဆင်မပြေဖြစ်နေပုံရပါတယ်။ဒါကြောင့်အဖွားကဟေချင်းအတွက်ပုံမခွင့်မီတဲ့တိုက်ခန်းကိုပြောင်းဖို့စဉ်းစားပါတော့တယ်။နောက်ပိုင်းမှာဟေချင်းကအိမ်မှာဆရာဆွဲထားတဲ့ပကြီစာအုပ်တအုပ်ကိုတွေ့ပြီးဆရာရဲ့လက်ရာကိုနှစ်သက်လာပါတယ်။သူမရဲ့မြင်းမလေးစိတ်ဝင်စားစွာပကြီပညာကိုလေ့လာနေတာမြင်တော့အဖွားဟာအယံကိုပျော်ရွှင်ခဲ့ပါတယ်။သူမနှစ်ပေါင်းများစွာရောင်းချဖို့ညှင်းဆိုခဲ့တဲ့အင်ချမ်းမြေပွဲစားကိုဖုန်းဆက်ခေါ်လိုက်ပြီးအခုတော့အိမ်ကိုရောင်းချဖို့အစဉ်အသင့်မှာဖြစ်နေခဲ့ပါပြီ။ဟေချင်းနဲ့အတူ ိုကောင်းတဲ့အိမ်တလုံးကိုပြောင်းရွှေ့ဖို့အတွက်သူမဟာလုံးဝမတွန့်ဆုပ်ပဲစာရွက်စာရမ်းတွေကိုလက်မှတ်ထိုးလိုက်ပါတယ်။ကျောင်းမှာလည်းပကြီးဆရာကဟေချင်းကိုပကြီးပညာရှင်တယောက်အနေနဲ့ကြီးထွားလာအောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကျောင်းဆင်းပြီးတဲ့နောက်မှာဟေချင်းရဲ့တငယ်ချင်းကောင်လေးကဟေချင်းကိုမြက်ခင်းစိမ့်နေရာတစ်ခုကိုခေါ်သွားပြီးသူ့ရဲ့စပီကာငယ်လေးနဲ့သူမအတွက်တချင်းဖွင့်ပေးပါတယ်။ရုတ်တရက်တငယ်ချင်းကောင်လေးကဖုန်းဝင်လာတော့ဟေချင်းကငေ့ကြည့်နေခဲ့ပါတယ်။ကောင်လေးကဘသူ့ကိုဖုန်းခေါ်ခြင်းလဲလို့မေးတော့ဟေချင်းကမင်းဟီစီကိုခေါ်လိုက်ပါတယ်။ ဒါပေမဲ့မင်းဟီနဲ့စကားပြောကန်ဒီမှာပဲကောင်လေးနှစ်ယောက်ကဖုန်းကိုလုသွားပြီးဟေ့ချင်းကိုချင်းချောက်ပါတော့တယ်။မကြခင်ပတ်စံမပို့ပေးရင်မင်းဟီအတွက်အခြေအနေပိုဆိုးသွားမယ်လို့ပြောလိုက်ပါတယ်။ဆိုရင်ပူပန်နေတဲ့ဟေ့ချင်းကစတင်ပြီးတော့ထိတ်လန့်လာပါတယ်။တရက်မှာတော့ဟေ့ချင်းကပကြီးဆရာကိုသူမပုံဆက်မဆွဲခြင်းတော့ကြောင်းပြောပါတယ်။အဲဒီမှာဆရာကဗီဒီယိုတစ်ခုကိုဖွင့်ပြီးဟေ့ချင်းရဲ့အဖွားကသူမကိုထောက်ပံ့ပေးခဲ့တဲ့ပစ္စည်းအလုံးကိုထုတ်ပြပါတယ်။မင်းရဲ့ဘဝကမလွယ်ကူခဲ့ဘူးဆိုတာငါသိပါတယ်။ဒါပေမဲ့မင်းရဲ့အဖွားကိုကြည့်ပါအောင်။သူကမင်းကိုပုံမကောင်းမွန်တဲ့ဘဝပေးဖို့သူတတ်နိုင် င်သမျှအစွမ်းကုန်လုပ်ပေးနေတယ်။အဖွားအတွက်အ ਨੇ ဆုံးစ조사ပေးလို့မရဘူးလားလို့ဆရာကပြောလိုက်ပါတယ်။သူမရဲ့အဖွားကသူမအတွက်ဘလောက်တောင်ဆွလွန်အနစ်နာခံနေတယ်ဆိုတာသိလိုက်ရတဲ့အခါဟေချင်းဟာစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲရွာထဲမှာနတ်ပွဲကျင်းပနေပြီးပင်လယ်နတ်ဖျားစီမှာမြင်းမာလေးဟေချင်းပျော်ရွှင်ဖို့အတွက်ဆူတောင်းနေခဲ့ပါတယ်။ဟေချင်းကိုပကြီးဆရာမကြီးတယောက်ဖြစ်ပြီးပျော်ရွှင်စရာဘဝလေးကိုပန်းဆိုင်စေခြင်းခဲ့တာပါဟေချင်းကတော့ဘန်းစာအုပ်ကိုခိုးယူပြီးပတ်စံထုတ်ဖို့ဘန်းကိုထွက်သွားခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးအချိန်ကြာမှာသူမဟာတုံဆိုင်သွားပြီးပတ်စံမထုတ်ဖြစ်ခဲ့ပါဘူး။အိမ်ပြန်ရောက်တော့အပြစ်ရှိတယ်လို့ခံစားရတာကြောင့်ဟေချင်းကဗန်းစာအုပ်ကိုပြိုရတဲ့တိတ်တိတ်လေးပြန်ထည့်ထားခဲ့ပါရယ်။ဒါပေမဲ့အဲ့ဒီအပြစ်အပျက်ကိုအင်ဂျင်နာချင်းတယောက်ကမြင်သွားခဲ့ပါရယ်။သူကတခုခုကိုတန်တရားဝင်ပြီးအဖွားကိုသွားပြောတဲ့အခါမှာအဖွားကလုံးဝမယုံခဲ့ပါဘူး။နောက်တော့အဖွားကဟေချင်းဆက်လက်တောင်းနေတာကိုတွေ့သွားပါရယ်။ဟေချင်းကဖုံးကွယ်ဖို့ကြိုးစားတဲ့အခါအဖွားကအနားကိုကတ်လာပြီး ငါကလည်းတလိပ်ပေးလို့ပြောလိုက်ပါတယ်။သူမဘေးမှာထိုင်ရင်အဖွားကဆက်လက်ကိုမိညိလိုက်ပြီးပြောစမ်းမအောင်ပင်လယ်နဲ့ကောင်းကင်ကဘယ်ဟာပိုကြီးလဲလို့မေးလိုက်ပါတယ်။ဟေ့ချင်းကကောင်းကင်မောလို့ပြန်ဖြေလိုက်တဲ့အဖွားကပြုံးလိုက်ပြီးနင်းတကယ်ကြည့်ပြင်းလာပြီပဲလို့ပြောပါတယ်။ပြီးတော့ဘဝကဘလောက်ပဲခက်ခဲနေပါစေကိုဘေးမှာတယောက်ယောက်ရှိရင်အသက်ရှင်ရတာပိုပြီးလွယ်ကူသွားတယ်။အဲဒါကြောင့်မင်းလိုချင်တဲ့ဘဝအတိုင်းရှင်သန်ပါ။မင်းအတွက်အမြဲတမ်းရှိနေပဲကျန်တာတွေအကုန်လုံးငါတာဝန်ထားလို့အဖွားကတိုးတိုးလေးပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့ ဟေချင်းကနေပူရဲမှာအလုတ်လုပ်နေတဲ့အဖွားကို တွေ့လိုက်ရတယ်။သူမကအဖွားရဲ့မျက်နှာကိုနေလောင်ကခရင်အသားအရာလိမ့်ပေးလိုက်ပြီးမြစ်တာနဲ့ဂယုစိုက်ပေးခဲ့ပါတယ်။မြင်းမာလေးရဲ့ဒီလိုသေးငယ်တဲ့ချစ်ချင်းမြတ်တာပြသမှုကြောင့်အဘွားကအယံကိုပျော်ရွှင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပကြီးဆရာကလည်းဟေချင်းကိုပကြီးဆရာမတယောက်အဖြစ်ကြီးပြင်းလာအောင်မမောမပန်းကူညီပေးနေစေပါပဲ။ဟေချင်းကလည်းသူ့ဆရာစကားကိုနားထောင်ပါတယ်။သူမကအခုဆိုရင်လူကောင်းတယောက်အနေနဲ့ရှင်သန်ခြင်းနေပါပြီ။ ။တနေ့မှာတော့သူမကအဖွားနဲ့အတူပင်လယ်ထဲကိုရင်ငုပ်လိုက်ရမလားလို့ခွင်တောင်းပါရယ်။ဒါပေမဲ့အဖွားကညှင်းလိုက်တယ်။သူကဟေချင်းကိုသူ့လိုရင်ငုပ်သမားတယောက်မဖြစ်စေချင်လို့ပါပဲ။အဲ့ဒီနေ့မှာပဲဟေချင်းကပုံအစ်စ်တပုံကိုဆရာကိုယူလာပြပါရယ်။အဲ့ဒါကတော့အဖွားရဲ့ပုံတူပကြီးကားပါပဲ။ဆရာက ဟေချင်းရဲ့လက်ရမြောက်လာတဲ့ပကြီကားကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။သူကဒီပကြီကားကိုစိုးမြုပ်မှလုံးမဲ့ပကြီပြိုင်ပွဲကိုချက်ချင်းပဲပို့လိုက်ပါတယ်။ကျောင်းဆင်းတော့ဟေချင်းက တငယ်ချင်းကောင်လေးနဲ့အတူအိမ်ပြန်လာတော့မှလူတစ်ယောက်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။အဲ့ဒီလူကိုမျက်နှာနဲ့ဟေချင်းရဲ့မျက်နှာကပြောင်းလဲသွားပါတယ်။ဟေချင်းကသူ့တငယ်ချင်းကိုအမြန်ပြန်လွှတ်လိုက်ပြီးအဲ့ဒီလူကိုဒီမှာဘာလုပ်တာလဲ?ကျမကိုဘလို့ရှာတွေ့တာလဲ?ဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့ဒီလူကသူ့အမေဆုံးပြီးနောက်မိဘမဲ့ကေဟာမှာဆွန့်ပစ်ခဲ့တဲ့သူ့ရဲ့ပထွေးဖြစ်နေပါတယ်။ သူကအခုပတ်စံလာတောင်းတာပါဟေချင်းကညင်းလိုက်တဲ့အခါမှာသူကအဖွားစီသွားမယ်လို့ချင်းချောက်ပါတယ်ဒါပေမဲ့ဟေချင်းကသူ့ကိုအဖွားစီလုံးဝမသွားနဲ့လို့ပြောလိုက်ပါတယ်ပတ်စံကိုသူမရှာပေးမှမို့အနာကိုလုံးဝမလာနဲ့လို့ပြောလိုက်ပါတယ်အဲ့ဒီညမှာဟေချင်းကပကြီကားကိုအဖွားကိုပြခဲ့ပါတယ်အဖွားကမြင်းမလေးရဲ့လက်ရာတွေကချစ်ချင်းမြတ်တာနဲ့ပါရမီကိုတွေ့ပြီးအယံကိုဂုံယူပျော်ရွှင်သွားပါတယ်ညနေတော့ဟေချင်းကမျက်ရည်တွေကျလာပါတယ်သူမငငယ်ကအဖွားကိုဆွဲခဲ့တဲ့မပြီးသေးတဲ့ပုံချင်းလေးကိုထုတ်ပြီးအပိသက်ဆွဲလိုက်ပါတယ် နောက်တနေ့မှာဟေချင်းကပကြီးပြိုင်ပွဲအတွက်ဆရာနဲ့အတူစိုးမြို့ကိုသွားခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲနေရာကိုမသွားခင်သူမရဲ့ပထွေးနဲ့ခိုးတွေ့ပြီးပတ်စံပေးခဲ့ပါတယ်။အဲ့ဒီပတ်စံတွေကတော့အဖွားစီကခိုးခဲ့တဲ့ပတ်စံတွေပါပဲ။သူမကပထွေးကိုသူ့ဘဝရဲကထာဝရထွက်သွားဖို့ပြောလိုက်တယ်။ပြီးတော့ပြိုင်ပွဲကိုသွားခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲပြီးသွားတဲ့အခါမှာဆရာကဟေချင်းပြောက်သွားတာသတိထားမိလိုက်တယ်။သူမထားခဲ့တဲ့စာထဲမှာ ဆရာကျမဒီပကြီးကားကိုဝန်ခံခြင်းလို့အမိပေးခဲ့တယ်။အခုထိတိုင်အောင်ကျမအမှောင်ကိုပဲပို့ကြိုက်နေတော့မှအလင်းရောင်ကကျမအတွက်မဟုတ်ပါဘူး။ဒါကြောင့်ကျမထွက်သွားတော့မှာပါအဖွားကိုဂယုဆိုင်ပေးပါလို့ရစ်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဖွားရဲ့အင်းနီနာချင်းကလည်းဒီရနေ့အဖြစ်စာရွက်နဲ့အတူအဖွားရဲ့အင်ကိုရောက်လာပါတယ်။အဖြစ်အရာဟေချင်းကအဖွားရဲ့တကယ်မြေအရင်မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အဖွားကဒါကိုလက်မခံဘဲညှဉ်းဆန်နေခဲ့တယ်။ ရှင်ထဲမှာနာကျင်မှုတွေကိုမြို့သိထားရင်ငါတာကိုလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းတငယ်ချင်းကောင်လေးကတခုခုကိုမတင်ကဖြစ်နေခဲ့ပါတယ်သူကအဖြစ်ပြက်တွေအလုံးကိုပြန်စဉ်းစားပြီးဟေ့ချင်းတစ်ခါကသူဖုန်းနဲ့ခေါ်ခဲ့တဲ့နံပါတ်ကိုခေါ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့သူကမင်းဟီနဲ့စကားပြောပြသွားပါတယ်အဲ့ဒီညနောက်ပိုင်းမှာဟေ့ချင်းကမင်းဟီနဲ့လူကိုယ်တိုင်တွေ့ဆုံပါတယ်ဒါပေမဲ့လူမိုင်းနှစ်ယောက်ကပါရောက်လာပြီးဟေ့ချင်းစီကပတ်စံတောင်းပါတယ်သူမပတ်စံမပေးနိုင်တဲ့အခါသူတို့က ဟေချင်းကိုစပြီးရိုက်နှက်ကြပါရယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းကောင်လေးကရဲရီနဲ့အတူရောက်လာခဲ့ပါရယ်တကယ်တော့ကောင်လေးကမင်းဟီစီကအကြောင်းစုံကိုတည်သွားပြီးအချိန်မီအကိုကြီးခေါ်လာခဲ့တာပါဟေချင်းအဖမ်းခံလိုက်ရပါတယ်အဖွားကမျက်ရည်တွေနဲ့သူမစီကိုပြေးလာခဲ့တယ်မင်းကငါရဲ့ဟေချင်းအစ်စ်မဟုတ်ဘူးလားလူတိုင်းကမဟုတ်ဘူးလို့ပြောနေကြတယ်။သူတို့လိမ့်နေတာမလား။မင်းကငါရဲ့ဟေချင်းပဲဟုတ်တယ်မလားလို့မေးလိုက်ပါတယ်။အခုတော့ယင်းနှင်းစရာအမှန်တရားကို အားလုံးသိရှိသွားရပါပြီ။ဒီကောင်မလေးဟာဟေချင်းအစ်စ်မဟုတ်ခဲ့ပါဘူး။ရဲတွေကသူမရဲ့အဖေကိုပါခေါ်လာပြီးအပြစ်မှန်အားလုံးကိုဖော်ထုတ်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကဟေချင်းကိုသူမရဲ့အမေကဇေရနာကနေခေါ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာသူမအမေစီမှာဒုတိယယောက်ျားနဲ့ရတယ်။ရွှန်းဆိုတဲ့သမီးတစ်ယောက်ရှိနေခဲ့ပါတယ်။ ဟေချင်းကအဘွားစီပြန်ဖို့အမြဲတမ်းငိုယူတောင်းဆိုနေခဲ့တယ်။တနေ့မှာတော့ကားပေါ်မှာဟေချင်းရဲ့အမေနဲ့သူမရဲ့ယောက်ျားတို့ကဟေချင်းကိုဘာလို့ပြန်ခေါ်လာတာလဲငွေရေးကြေးရေးဝင်ထုတ်ဝင်ပို့ဖြစ်တာတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ရန်ဖြစ်ကြပါတယ်။အဲ့ဒီနောက်မှာပဲကားမတော်ဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီမတော်ဆမှုမှာဟေချင်းရောသူ့အမေပါတည်ဆုံသွားခဲ့ပါတယ်။ပထွေးပြည်သူနဲ့သူ့ရဲ့သွေးသားအရင်းဖြစ်တဲ့သမီးယွန်းတို့ကပဲအသက်ရှင်ကြံရစ်ခဲ့ပါတယ်။စေယုံရောက်တော့အာမခံကုမ္ပဏီကကိုယ်စားလှယ်တယောက်ယောက်လာပြီး ရုံးရဲ့နာမည်နဲ့အသက်အာမခံတစ်ခုရှိနေကြောင်းအကြောင်းကြားပါတယ်။လောဘတက်သွားတဲ့ပထွေးကမယုံနိုင်စရာအလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။သူကဟေချင်းရဲ့အလောင်းကိုရုံးရဲ့အလောင်းအဖြစ်ကျင်ညာပြီးအာမခံငွေတွေကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့ယွန်းကိုနှုတ်ပိတ်နေဖို့ချင်းချောက်ခဲ့တယ်။အဲဒီနေ့ကစပြီးယွန်းကအသက်ရှင်နေပေမဲ့တရားဝင်တည်ဆုံးသူဖြစ်သွားပါတော့တယ်။သူမှခိုးယူထားတဲ့နာမည်ဟေချင်းဆိုတဲ့အထောက်အထားနဲ့အတင်းအကျပ်အသက်ရှင်ခဲ့ရပါတယ်။ဟေချင်းရဲ့အဖွားကတော့ သူမရဲ့မြေအစ်စ်တင်းကျိုင်းမှာခခတီတီငိုကျွေးနေခဲ့ပါတယ်။ဒီလောက်နှစ်တွေကြာပြီးမှပြန်တွေ့ရတဲ့ပျော်ရွှင်မှုကခဏလေးပဲတည်မြဲခဲ့ပါတယ်။အခုအမှန်တရားကိုသိလိုက်ရတဲ့အခါသူမစီကအရာအလုံးထပ်ပြီးဆွဲယူခံလိုက်ရပြန်ပါပြီ။ရွှန်းကတော့သူမရဲ့နာမည်ရင်းကိုဖုံးကွယ်ထားမှုအဖွားအင်ကပတ်စံတွေခိုးယူမှုနဲ့ထောင်တစ်နှစ်ကြာခံခဲ့ရပါတယ်။ထောင်ထဲမှာသူမကဟေချင်းအစ်စ်အကြောင်းကိုအမြဲတမ်းတွေးနေမိပါတယ်။ဟေချင်းကသူ့အဖွားစီကချစ်ချင်းမြတ်တာဘလောက်တောင်ရခဲ့လိုက်မလဲလို့ပေါ့။ဟေချင်းက သူမကိုအကြိုက်ဆုံးဆေးရောင်စုံခဲရန်လေးလက်ဆောင်ပေးခဲ့တာကိုလည်းပြန်သတိရနေမိပါတယ်။တစ်ဖက်မှာလည်းအဖွားကဝမ်းနဲ့ချေကွက်နေခဲ့ပါတယ်။သူ့ရဲ့စိတ်ထဲမှာဟေချင်းကသူ့ကိုခေါ်နေတဲ့အတန်ကိုကြားရောက်နေတော့မှာပဲ။တနေ့မှာပကြီးဆရာကအဖွားစီလာပြီးယွန်းကစိုးပကြီးပြိုင်ပွဲမှာဆုရသွားပြီး ကျွန်တော်ပကြီကားကိုအဖွားအတွက်ယူလာခဲ့တယ်လို့ပြောပါတယ်။အဖွားကလက်မခံချင်ပါဘူး။ဒါပေမဲ့ဆရာကသူကအဖွားကြောင့်ပဲအလင်းရောင်နဲ့ပကြီဆွဲရက်သွားတာပါ။ဒါကအဖွားရဲ့ပကြီကားပါ။ကျေးဇူးပြုပြီးကြည်ကြည်ပါလို့ညင်သားစွာတိုက်တွန်းပါတယ်။အဖွားကပကြီကားကိုဖွင့်ကြည့်လိုက်ပြီးမျက်ရည်တွေကျလာခဲ့ပါတယ်။ပချီကားရဲ့နာမည်ကတော့ဝင်းခန်းချင်းပါပင်လယ်ရီအောက်မှာကောင်မလေးနှစ်ယောက်ရဲ့လက်ကိုဆွဲထားတဲ့အဖွားရဲ့ပုံပါ တယောက်ကဟေချင်းအစ်စ်ဖြစ်ပြီးနောက်တယောက်ကတော့ယွန်းမှာသူတို့အားလုံးကအလင်းရောင်စီးကိုအတူတူလွှဲမျောနေကြပါတယ်ယွန်းကအဖွားရဲ့မြေးအစ်စ်မဟုတ်ခဲ့ပေမဲ့အဖွားကသူ့ရဲ့မြင်းအရင်ချလို့သဘောထားခဲ့ပါတယ်အဖွားရဲ့နှလုံးသားထဲမှာလည်းနေရာတစ်ခုပေးထားခဲ့ပါတယ်အဖွားကအသေးအံကိုကျွေးနေပါတယ်တစ်နှစ်ကြာသွားခဲ့ပါပြီယွန်းကထောက်ကလွတ်လာခဲ့တယ်သူမကအခုစတိုးဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေပါတယ်တနေ့မှာအဖွားရဲ့အင်းဒီချင်းကသူမစီကိုရောက်လာခဲ့တယ်။သူကအဖွားနေမကောင်းဖြစ်လို့ပိုးပွားရိတ်တာကိုပို့ထားခဲ့ကြောင်း ဒါပေမဲ့တနေ့မှာအဖွားကထွက်သွားပြီးဘယ်ရောက်သွားမှမသိဘူးလို့ပြောပြပါရယ်။ရွှန်းကဘိုးဘွားရိတ်သားကအဖွားရဲ့အခန်းကိုတွေ့ကြည့်ပါရယ်။နေရံတွေပေါ်မှာဟေချင်းရဲ့ပချီကားတွေအလုံးကိုဂယုတက်ဆိုင်ချိဆွဲထားတာကိုတွေ့လိုက်ရတယ်။ဟေချင်းအစ်စ်ပြောက်တုံးကကတ်ခဲ့တဲ့ခလေးပြောက်ပိုစတာဟောင်းကိုလည်းတွေ့လိုက်ရပါရယ်။ ်အဖွားကဘယ်နေရာကိုသွားနိုင်မလဲဆိုတာသူမချက်ချင်းသဘောပေါက်လိုက်တယ်။ယွန်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဟေချင်းအစ်စ်ပျောက်ဆုံးသွားတဲ့ဈေးနေရာကိုအမြန်ပြေးသွားခဲ့တယ်။နေရာတိုင်းကိုရှာဖွေပြီးတဲ့နောက်မှာတော့လမ်းပြောင်နေသလိုလျှောက်သွားနေတဲ့အဖွားကိုတွေ့လိုက်ရပါတော့တယ်။အဖွားကမှတ်ညံနေပျောက်ဆုံးနေတဲ့အခြေအနေနှိပါဖြစ်နေပြီးအရာအလုံးကိုမေ့နေခဲ့ပါပြီ။ဒါပေမဲ့ယွန်းကိုမြင်လိုက်တဲ့အခါသူမရဲ့သပင်ကိုညင်ညင်တတာပုတ်ပေးပြီးရွှန်းကိုသူမရဲ့ဟေးချင်းဖြစ်အသေးရဲကယုံကြည်နေတဲ့အကြည့်နဲ့တိတ်တဆိတ်ကြည့်နေခဲ့ပါတယ်။အဖွားရဲ့အိမ်ကြီးချင်းက အင်ချန်မြေပွဲစားစီကိုတွတ်တွေ့ပါတယ်သူကအဖွားရောင်းချခဲ့တဲ့အိမ်မှာသူတို့ကိုပြန်နေခွင့်ပေးဖို့အတနာခံပါတယ်ပွဲစားကအစာပိုင်းမှာညင်းပေမဲ့နောက်ဆုံးမှာတော့အဖွားကိုတနာပြီးသဘောတူလိုက်ပါလွန်ခဲ့တဲ့၁၂နှစ်ကဟေချင်းပြန်လာဖို့မျှော်လင့်ချက်နဲ့လူတိုင်းကအိမ်ကိုအလှဆင်ခဲ့ကြတဲ့အခုကြိုးစိုးပွဲအတွက်မဟုတ်ပဲအိမ်အိုကြီးကိုပြန်လည်ပြင်ဆင်ဖို့တူတူလှုံ့ဆော်နေကြပါပြီဘာလို့ဆိုတော့ဒီနေ့မှာအဖွားကအိမ်ကိုနောက်ဆုံးပြန်လာတော့မှဖြစ်လို့ပါပဲသူတို့တစ်ချိန်ကတူအားလို့နာမည်ပေးထားတဲ့ဝက်ကလေးကိုတော့ပြန်ခေါ်လာခဲ့ကြပါတယ် အဖွားနဲ့အတူယွန်းကအိမ်ကိုပြန်ရောက်လာခဲ့ပါပြီ။သူတို့နှစ်ယောက်သာအတူတူပျော်ရွှင်ရင်းနေထိုင်ရင်ဒီအိမ်ကြီးကိုနှွေးထွေးမှုတွေနဲ့ပြန်လည်ဖြည့်ဆည်းလိုက်ကြပါရစေ။ဆောင်းရသည်ရဲ့ချမ်းအေးတဲ့မနက်ခင်းတစ်ခုမှာယွန်းကအဖွားရဲ့ပကြီပုံကိုဆွဲနေခဲ့ပါရစေ။အဖွားအိုက"သူမစီကိုရောက်လာပြီ၊သူမရဲ့ပါဘောကိုအဝါရောင်ဆေးလေးအသားရာတို့လိုက်ပါရစေ။သူတို့နှစ်ယောက်စလုံးကလေးဘဝကိုပြန်ရောက်သွားတယ်လို့အာရပါရရီမောကြပါရစေ။"ခုယွန်းကအဖွားကိုနှီးပေါင်းစုံနဲ့ဂယုစိုက်ပေးနေပါရစေ။ တနေ့မှာပင်လယ်ကြီးနားမှာထိုင်နေရင်အဖွားကကောင်းကင်ကြီးကပင်လယ်ရဲ့နှလုံးသားပေါ်မှာနားခုန်နေတာလို့တိုးတိုးလေးပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာယွန်းကနန်းနေတဲ့အရာတခုကိုသဘောပေါက်သွားပါတော့တယ်။အဲဒီမှာယွန်းကကောင်းကင်ကပိုကြီးရမဟုတ်ဘူးပင်လယ်ကမှတကယ်တမ်းပိုကြီးမြတ်တာပါပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီညမှာအဖွားကိုအိပ်ရတဲ့တိတ်ပြီးတဲ့နောက်ယွန်းကတိတ်ခွေအဟောင်းတလုံးကိုတွေ့လိုက်ရတယ်။သူမကဖွင့်ကြည့်လိုက်တဲ့အခါမှာ သူမရဲ့စိတ်ဝိညာဉ်ကိုတုံ့လှုပ်သွားစေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူမထောင်ကျနေတော့မှအဖွားကသူမအတွက်အတန်သွင်းထားတဲ့ message ပါ။တိတ်ခွေထဲမှာအဖွားကဟေဂျင်းငါမင်းကိုဒီလိုပဲဆက်ခေါ်မယ်နော်။မင်းကငါရဲ့ဟေဂျင်းအစ်စ်မဟုတ်မှန်းငါသိတာကြပြီ။မင်းကကောင်းကင်ကပိုကြီးရဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲငါသဘောပေါက်ခဲ့တယ်။ငါရဲ့ဟေချင်းသာဆိုပင်လဲလို့ပဲပြင်ပါ။ဒါပေမဲ့ဒီအမှန်တရားကိုသိနေပေမဲ့လည်းငါဝန်မခံနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့မင်းကလည်းငါမြေမာလေးတယောက်ဖြစ်သွားခဲ့လို့ပါပဲ။မင်းကငါမြေပဲ ရွန်မင်းကပကြီးဆီယမတယောက်အဖြစ်အသက်ရှင်ရမယ်။ငါကရင်ငုံသမားတယောက်အဖြစ်ကျန်းတဲ့ဘဝကိုဖျက်ဆီးခဲ့ရတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ငါမင်းကိုတွေ့ခဲ့ရတယ်။မကြခင်ငါကတေးရတော့မှာပါ။ဒါပေမဲ့မင်းကိုခွဲမသွားခြင်းဘူးဘယ်တော့မှထမသွားခြင်းပါဘူးလို့အဖွားရဲ့အတန်ကိုနားထောင်ရင်ရွန်တယောက်မျက်ရည်တွေစတင်ကျလာပါတော့တယ်။ကျမကိုခွင့်လွတ်ပါအဖွားလို့သူမကရှိုက်ကြီးတငင်ကိုကျွေးလိုက်ပါတယ်နောက်ထပ်ရာသီတစ်ခုပြောင်းလဲသွားခဲ့ပါပြီအဖွားကအခုစေယုံပေါ်မှာပါ အဖွားကပန်းတွေကိုအမြဲချစ်တတ်တယ်။ဒါကြောင့်ရွှန်းကဆေးရုံနံရံတွေကိုခန်းနိုလာပန်းမွင့်တွေရဲ့ပကြီကားတွေနဲ့အလှဆင်ပေးထားပါတယ်။အဖွားကပြုံးပြီးဒီခန်းနိုလာပန်းတွေကငါမြင်မှုသမျှတွေမှာအလှဆုံးပန်းတွေပဲလို့ပြောပါတယ်။ပြီးတော့ရုတ်တရက်အဖွားကရွန်းရဲ့လက်ကိုညင်ညင်သာသာကင်ပြီးသူမနာမည်ကိုတိုးတိုးလေးခေါ်လိုက်ပါတယ်။ရွန်းငါအချိန်ကြပြီထင်တယ်။ ဟေ့ချင်းကငါ့ကိုစောက်နေလောက်ပြီးရွန်းကမျက်ရည်တွေဝိုင်းနေတဲ့မျက်လုံးတွေနဲ့ဒါဆိုကျမကရောဘလို့လုံးရမလဲလို့ပြန်မေးလိုက်တယ်။အပွားကမင်းအသက်ရှင်ရမယ်ယွန်းပြေဆုံးပြီးလှပတဲ့ဘွားကိုရှင်သန်ပါ။ငါ့ရဲ့မြင်းမလေးဖြစ်လာလို့ကျေးဇူးတင်ပါတယ်။ တောင်ဘဝရောက်တောင်ကမင်းကိုဘယ်တော့မှမေးမှာမဟုတ်ဘူး။အဲ့ဒီနောက်ဆုံးတစ်စကားရည်နဲ့အတူအဖွားကငင်းချမ်းစွာထွက်ခွာသွားခဲ့ပါရယ်။အခုတော့တကယ်ဟေ့ချင်းဖြစ်သွားပြီဖြစ်တဲ့ယွန်းကအဖွားကိုတင်းတင်းကျပ်ကျပ်ပွေဖက်ထားရင်နှုတ်ဆက်ပါတဲ့အဖွားအဖွားလိုချင်သလိုကျမလှပတဲ့ဘဝကိုရှင်သန်ပါမယ်လို့ကတိပေးပါရယ်ဆိုပြီးငိုရင်းပြောလိုက်ပါရယ်။နောက်ဆုံးအခန်းမှာတော့အဖွားကကန်နိုလာပန်းကင်းကြီးထဲမှာမြင်းမာလေးရဲ့လက်ကိုကရင်ပျော်ရွှင်စွာပြေးလွှားနေပါရယ်။အခုတော့သူတို့ထာရအတူတူရှိနေကြပါပြီ။ ယွန်းကတော့အောင်မြင်တဲ့ပကြီးဆီယာမတယောက်ဖြစ်နေခဲ့ပါပြီ။သူမကကိုပိုင်ပကြီးပြာကန်းကိုဖွင့်လှစ်ထားနိုင်ခဲ့ပါပြီ။သူမရဲ့ပကြီးကားတွေကိုဂုဏ်ယူစွာပြသထားပါတယ်။သူမရဲ့အိမ်ကြီးချင်းတွေ၊သူမရဲ့ဆရာ၊လူတိုင်းကသူမအဖွားဖြစ်စေခြင်းတလို့ဖြစ်လာခဲ့တဲ့အတွက်ကြောင့်မလို့အယံကိုဝမ်းသာဂုဏ်ယူနေခဲ့ကြပါတယ်။ရေဖွာနှစ်ယောက်ရဲ့ချစ်မြတ်တာတွေကိုဖုံညွန့်ပြတာထားတဲ့ဒီစကားလေးကိုရောရောပွန်းတို့ကြိုက်နှစ်တတ်ကြလိမ့်မယ်လို့ထင်ပါတယ်။ နောက်ထပ်ဇာတ်ကားကောင်းလေးတွေကိုပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ကြဖို့မေ့ကြပါနဲ့အောင်နော်